မြမနှစ်တခုအချိန်အခါမှာဘုရားမြတ်စွာရဲ့တပည့်တော်ဝကတာဝိကများဖြစ်ကြတဲ့အလုံးစုံသူတော်ဆိုရင်ပေါင်းတို့နဲ့ကွာပြည်တော်စုမြန်မာနိုင်ငံတော်နိုင်ငံတော်သူနိုင်ငံသားအပေါင်းတို့ကိုစိတ်နှပြကျမ်းမာချမ်းသာပြီးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ရှေးဥစွာ မေတ္တာရေသွန်လောင်းတဲ့ဆုမွန်ကောင်းကိုတောင်းဆိုအပ်ပါတယ်မေတ္တာနဲ့ကူတဲ့နှစ်သိကူအခါသမယအကျိုးစီးပွားကိုလိုလားတဲ့စိတ်ဓာတ်မေတ္တာစိတ်ဓာတ်ပဲဖြစ်တယ်အဲ့ဒီမေတ္တာစိတ်ဓာတ်တရားရည်အားလုံးပေါ်မှာပုဂ္ဂိုလ်မရွေးလူမျိုးမရွေးဘာသာမရွေးပေါ်မှာ ကျိုးစီးပွားကိုလူလာတဲ့မေတ္တာစိတ်ဓာတ်ထားနိုင်အောင်ကြိုးစားပြီးနှိမ့်ချသွားတဲ့ပုဂ္ဂိုလ်တွေခက်ခဲကြုံနေတဲ့ပုဂ္ဂိုလ်တွေနှိမ့်ချမှုခက်ခဲကြုံမှုမှလွတ်မြောက်ကြပါစေဆိုတဲ့ကရုဏာတရားအောင်မြင်ကြီးပွားသွားတဲ့ပုဂ္ဂိုလ်တွေအတွက် appreciate လို့ခေါ်တယ်ဝမ်းသာနိုင်တယ်အတိမတ်ပြုနိုင်တယ် appreciative joy ပျော်ရွှင်နိုင်တယ်ပေါ့မုဒိတာတရားပွားများလို့ကမ္ဘာလောကကြီးတစ်ခုလုံးလူတွေအချင်းချင်းနားလည်ပြီးတကယ်စစ်မှန်တဲ့တိုးတက်မှုတွေတိုးတက်ကြမှာ အစင်သာဝရတိုးတက်မှုမျိုးဆိုတာဖြစ်ပါလေ။လောကမှာယောဂုတ္ထပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ယုံနဲ့ပြည့်စုံတဲ့တိုးတက်မှုလို့မဆိုနိုင်ဘူး။ယောဂုတ္ထပိုင်းဆိုင်ရာ တိုးတက်မှုတွေဟာအထောက်ကူပြုတယ်ဘဝမှာရှင်သန်ရည်တည်ဖို့အတွက်အထောက်ကူပြုတယ်တိုးတက်မှုများသာဖြစ်ပြီး အဓိကတိုးတက်မှုမျိုးမဟုတ်ဘူးစိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကသာလေအဓိကတိုးတက်မှုမျိုးဖြစ်လာတယ်အလုံးပျော်ရွှင်မကောင်းတဲ့အခါသမယကိုဖန်တီးနိုင်တယ်ဆိုတာစိတ်ပိုင်းဆိုင်ရာနဲ့ဆက်သွယ်ပြီးတော့နေတယ်ရှုပ်ပိုင်းဆိုင်ရာရဲ့အထောက်အကူမပါဘူးတော့မဟုတ်ဘူးရှုပ်ပိုင်းဆိုင်ရာအထောက်အကူပေါ်မှာမူတည်ပြီးတော့စိတ်ပိုင်းဆိုင်ရာ ပြည့်စုံမှု ကြောက်ပျော်ရွှင်ဝမ်းမြောက်မှုဆိုတာတွေရရှိလာနိုင်တော့လောကလူတွေဟာရုပ်ပိုင်းဆိုင်ရာတိုးတက်မှု မဆုံးနိုင်တဲ့ရှင်ပြိုင်မှုကြီးတွေနဲ့သွားနေကြမဲ့အစားမိမိတို့ဘဝရည်တည်နိုင်မှုအတွက်ဘဝရဲ့လိုအပ်ချက်လေးတွေပြည့်စုံပြီးတဲ့အခါမှာစိတ်ပိုင်းဆိုင်ရာတိုးတက်မှုအာရုံစိုက်ကြမယ်ဆိုလို့ရှိရင်တော့ ဘယ်နေရာမှာပဲဖြစ်ဖြစ်ပฏิကပฏิပက္ခဖြစ်မှုတွေရှောင်ရှားလို့ညီညွတ်သွေးစီပြီးဘဝခရင်းမှာအတူတကွာရှောင်လန်းလို့တက်တောင်တက်တာဘဝချမ်းသာမျိုးရရှိခံစားနိုင်ကြမှာရဗုဒ္ဓရဲ့အဆုံးမဟာမိုင်းစင်တာတီချင်းလို့ဆိုတဲ့အတိုင်းလူတွေရဲ့စိတ်ကိုဗဟုပြုတ်ပြီးတော့ဆုံးမတာဖြစ်လို့ စိတ်ပိုင်းဆိုင်ရာတိုးတက်မှုဟာအွန်တန်ကြီးမားတဲ့တိုးတက်မှုဖြစ်တယ်။မြတ်စွာဘုရားကပုံဝင်လင်းလင်းဟောထားတယ်။အေးစီးစိမ်ဥစ္စာတွေတိုးတက်မှုဒါတွေလည်းတိုးတက်မှုတွေပဲ။ဆွေမျိုး အပေါင်းအသင်းတွေတိုးတက်မှုအချမ်းရံအကျော်စောကျိုးတွေတိုးတက်မှုအဲ့ဒီတိုးတက်မှုတွေဟာလည်းတိုးတက်မှုတွေပဲ။ဒါပေမဲ့ မပြောပလောက်တဲ့တိုးတက်မှုတွေသာဖြစ်ပါတယ်တကယ်တိုးတက်ဖို့အရေးကြီးတဲ့တိုးတက်မှုဆိုတာကြတော့ဘာလဲလို့ဆိုရင်အသိပညာတိုးတက်မှုဟာအရေးကြီးဆုံးတိုးတက်မှု ဖြစ်တယ်လို့အင်္ဂုတ္တရနိကေမှာမြတ်စွာဘုရားလွန်ခဲ့တဲ့နှစ်ပေါင်း2600ကနေပြီးတော့ခေါ်ကြဆုံးမခဲ့တဲ့တရားတော်တွေဟာဒီကနေ့အထိခင့်မိနေတော့မယ်သို့တော်လည်း မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းနိုင်နာကျင့်သုံးမှုတွေဟာအားနည်းနေသည့်အတွက်ကြောင့်ရှုပ်ပိုင်းဆိုင်ရာတွတ်တက်မှုတွေကိုပဲအလေးပေးဆောင်ရွက်နေကြတာများနေတယ်ပေါ့နောက်တစ်ပတ်မြတ်စွာဘုရားကရှင်လင်းဆုံးမတဲ့အခါမှာစီးပွားဥစ္စာဆွေယုတ်သွားတာတွေလည်းရှိတယ်တဲ့ဆွေမျိုးညာတိတွေဆွေယုတ်သွားတာရှိတယ်အချမ်းရံတွေဆွေယုတ်သွားတာရှိတယ် အဲ့ဒီဆွေယုံမှုတွေကမပြောပါတော့ပါဘူးတဲ့ဆွေယုံမှုကတော့ဆွေယုံမှုပဲဒါပေမဲ့တိတ်ပြီးတော့ကြီးမားတဲ့ဆွေယုံမှုလို့မဆိုနိုင်ပါဘူးတဲ့တကယ်ကြီးမားတဲ့ဆွေယုံမှုကတော့ကိုယ်တဏ္ဍာမှာရှိတဲ့အသိပညာရက်တွေဆုံးမြုပ်သွားတာဒါတကယ်ကြီးမားတဲ့ဆွေယုံမှုအဆိုးဝါးဆုံးဆွေယုံမှုလို့ဒီလိုဒေသနာတော်တွေဟာလုံးကူ နှစ်ပေါင်း2600ကျော်ကတွင်တင်ဆုံးမမှု ပေးခဲ့တဲ့ဟာတွေဘုန်းကြီးတို့တွေရဲ့ရင်ထဲနှလုံးထဲမှာမှတ်သားထားပြီးတော့အရေးကြီးတဲ့တိုးတက်မှုတွေတိုးတွေတိုးတက်အောင်လုပ်ရမယ်အရေးကြီးတဲ့တိုးတက်မှုကို တိုးတက်စေသလိုအရေးမကြီးတာတွေလည်းတွဲဖက်ပြီးတော့တိုးတက်မှုဖြစ်အောင်လုပ်ရဆိုလိုတာက စီပါဥစ္စာတိုးတက်အောင် မလုပ်ရဘူးလို့ပြောတာမဟုတ်ဘူးဆွေမျိုးညာတကာအပေါင်းအသင်းတွေတိုးတက်အောင်မလုပ်ရဘူးလို့ပြောတာမဟုတ်ဘူးအဲ့ဒီတိုးတက်မှုတွေအရေးကြီးတာပညာတိုးတက်မှုလို့ဒီလိုဆိုလိုတာပေါ့နော်ဒါကြောင့်မို့အရေးကြီးတာနဲ့မကြီးတာခွဲခြားသိပြီးအရေးကြီးတာကိုဥစားပေးဖို့ကျန်တာတွေဟာ တွဲဖက်ပါလာဖို့ဆိုတဲ့တိုးတက်မှုမှန်သမျှအကောင်းကြီးပဲသို့သော် အရေးကြီးဆုံးကတော့အရေးကြီးဆုံးအရာတစ်ခုကိုအဆုတ်ယုတ်ခံပြီးတော့ကျန်တာတွေတိုးတက်အောင်အရေးမကြီးတဲ့တိုးတက်မှုတွေတိုးတက်အောင်မလုံးတဲ့မှုလို့ဒီလိုနားလဲတယ်ပေါ့နားလဲရမှာဖြစ်တယ်အရေးကြီးတဲ့တိုးတက်မှုကတိုးတက်အောင်ကြိုးစားရမယ်အချက်ပဲဖြစ်တယ်မြတ်စွာဘုရားကပညာကိုဥတည်ပြီးတော့ဒီတောတ္တမှာဆုံးမဩဝါဒပေးတာ တခြားသုတ်တန်တွေမှာဆုံးမဩဝါဒပေးထားတာလေးရှိသေးတယ်။လူတွေရဲ့လူအရေးချင်း human dignity လူတွေရဲ့ဂုဏ်သိက္ခာလူဖြစ်လာလို့ရှိရင် ရှိရမယ့်အရေးချင်းတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားတိုးတက်မှုနဲ့ဆုပ်ယုပ်မှုဒီနှစ်ခု နိုင်ရှင်ပြီးတော့ဟောထားတာလေးဟာဒီကနေ့2300 89နှစ်မြန်မာနှစ်တဲ့အခါသမယမှာ မှတ်သားနာယူပြီးတော့2389ခုနှစ်တဲ့အခါသမယရောက်တဲ့အချိန်ကစပြီးတော့ရပွန်း365ရက်ဒီအတွင်းမှာဒုဒတွေအရေးတကြီးတိုးတက်နေအောင်လုပ်ရမယ့်အချက်တွေကဘာတွေလဲဆိုတာဒီညချေအပြတ်မခံမနဲ့တိုးတက်အောင်လို့အချက်တွေကို ်ဆောဘုရားကရှင်းလင်းဟောကြားထားတဲ့သုတ်တံတစ်ခုအထုံးထုတ်ပြီးတော့နှစ်တကူလက်ဆောင်အနေနဲ့မှတ်သားသွားကြဖို့ကတော့ဘာလဲလို့ဆိုရဲ့ဆောဘုရားကဆောယုတ်တယ်တိုးတက်တယ်ဆိုတဲ့နေရာမှာစံတစ်ခုသတ်မှတ်ပေးထားအခြေခံအပြင်ပြောမယ်ဆိုရင်ဆောယုတ်တယ်ဆိုတာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့ ကောင်းတဲ့လုပ်ငန်းတွေဆုပ်ယူသွားတာဟာတကယ်ဆုပ်ယူခြင်းပဲအဲ့ဒီတကယ်ဆုပ်ယူခြင်းမဖြစ်ရအောင်အပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေနိုင်တဲ့အလုပ်တွေကုသနာမှာတိုးတက်မှတကယ်တိုးတက်မှုဖြစ်တယ်လို့ဘာသာစကားနဲ့ဘာသာတရားနဲ့သက်ဆိုင်တဲ့စကားနဲ့ပြောမယ်ဆိုရင်ကုသိုလ်တရားတွေရဲ့ဆုပ်ယူမှုဟာအဆိုးအဝါဆုံးဆုပ်ယူမှု ကုသိုလ်တရားတွေရဲ့တုတ်တက်မှုဟာချီးမွမ်းမွယ်အကောင်းဆုံးတုတ်တက်မှုလို့ဒီလိုသတ်မှတ်တယ်။အဲ့တော့တုတ်တက်မှုနဲ့ဆုတ်ယုတ်မှုဒီနှစ်ခုစံချိန်ထိုးပြီးတော့ကြည့်မယ်ဆိုရင်ကုသိုလ်ဘက်ကဆုတ်ယုတ်သွားတာလားကုသိုလ်ဘက်ကတုတ်တက်လာတာလားကုသိုလ်ဘက်ကဆုတ်ယုတ်သွားလို့ရှိရင်ဒီပြင်ဘာတွေပဲတုတ်တက်တုတ်တက်ဆုတ်ယုတ်တယ်လို့ပဲသတ်မှတ် ကုသိုလ်ဘက်ကတိုးတက်လာပြီဆိုရင်ဒီပြင်အရာတွေဘာတွေပဲဆုပ်ယုပ်သွားဆုပ်ယုပ်သွားတိုးတက်တယ်လို့ပဲသတ်မှတ်ရမယ်။အနေထားတစ်ခုမျိုးမြတ်စွာဘုရားဟောတာဖြစ်တယ်။အဲ့တော့ကုသိုလ်တရားတွေထဲမှာလည်းအရေးကြီးဆုံးဖြစ်တဲ့ကုသဏ္ဏမှာအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာကိုဖော်ဆောင်ပေးနိုင်တဲ့တရား၆မျိုးကိုမြတ်စွာဘုရားဒီသုတ္တမှာပေးထားပါရှင်။အဲ့ဒါတရားလို့ခေါ်ခြင်းလဲခေါ်အရေးချင်းလို့လည်းခေါ်ခြင်းခေါ် လူတွေရဲ့အည်ချင်းတွေအည်သွေးတွေခြောက်မျိုးတဲ့ပါလဲဆိုရင်တတ္တာတီလတုတ္တစာကပညာပฏิဘာနာလို့ခြောက်မျိုးကုသိုလ်တရားတွေထဲမှာအလွန်အရေးပါတဲ့ဒီတရားခြောက်မျိုးကုသဏမှာဆွေယုတ်မသွားအောင်တိုးတက်လောင်းစ조사အထောက်အပံ့ တရားတရားတွေဆုပ်ယုပ်မသွားဘဲနဲ့တိုးတက်လာအောင်ကြိုးစားအထောက်ဖို့လိုအပ်တယ်။တရားဆိုတာဘာကိုပြောတာလဲလို့ဆိုရင်ဘုရားဘာသာဝင်တို့ရဲ့ယုံကြည်မှု ဆိုတာဟာမြတ်စွာဘုရားရဲ့အဆုံးအမကိုမြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာဖို့အတွက်မြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်မှုဟာအရေးပါတဲ့ယုံကြည်မှုပဲဖြစ်တယ် ဖရာကိုယုံတယ်ဆိုတာဒီကနေ့ခေတ်တရားဘာသာတွေမှာ ပြောတာအနန္တတကူကိုကိုယုံတယ်လို့သုံးကြအနန္တတကူဖန်ဆင်းနိုင်တဲ့အစွမ်းတကူကဘာကြီးကိုဖန်ဆင်းနိုင်တဲ့အစွမ်းတကူအားလုံးကိုဖြစ်ပေါ်စေနိုင်တဲ့အစွမ်းတကူလူတွေအယုံကြည်ပြီးတော့ဖရာဆိုတာကိုကိုးကွယ်နေကြတယ်ဘုရားဘာသာမှာအဲ့လိုယုံကြည်မှုမျိုးမရှိဘူးမြတ်စွာဘုရားကဖရာရဲ့အတိညာဉ်ကိုယုံကြည်တယ် အတိညာကိုယုံကြည်တဲ့တတ္တာဟာအရေးပါတယ်။အစွမ်းတကူကိုယုံကြည်တာမဟုတ်ဘူးအတိညာကိုယုံကြည်တာ။ဖရာရဲ့အတိညာကိုယုံကြည်သောအဖြစ်ဒီအတိညာဖြင့်ရှင်းလင်းဟောကြားထားတဲ့တရားတွေကိုယုံကြည်လက်ခံမှုဟာဆက်လက်ပြီးတော့ဖြစ်ပေါ်လာတယ်။တကူကိုယုံကြည်တယ်ဆိုတဲ့လူတွေဟာ တကူရှင်ရဲ့မဆာမှုကိုမျှော်လင့်နေတဲ့လူတွေသာ ဖြစ်တယ်ပေါ့။အတိညာကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေဟာ အတိညာရှင်ဆုံးမထားတဲ့စကားကိုလိုက်နာဖို့သာရှိတယ်။ဘာမှမျောလင့်နေတာမျိုးမရှိဘူး။အဲ့တော့မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရောက်တယ်ပေါ့။အတိညာကိုယုံကြည်တယ်ဆိုမှမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်တယ်။တကိုးကိုယုံကြည်လို့ရှိရင်ထိုတကိုးရှင်ရဲ့မမဟာကို မျောလင့်နေတတ်တယ်။အခြေနေချင်းမတူဘူးဒီနှစ်ခုက။ဒါကြောင့်မို့ရသော်ဗျာခေါ်ကြတော်မူခဲ့တဲ့ဒေသနာတော်တွေထဲမှာ တတ္တဟတိတထာဂတတဗောဓိတထာဆိုတာဘာခေါ်တာတုံးဆိုရင်မြတ်စွာဘုရားရဲ့အတိညာကိုယုံကြည်တာကိုတထာလို့ဒီလိုပြောတယ်အဲ့ဒါအရေးပါတဲ့ချက်တစ်ခုပဲမြတ်စွာဘုရားရဲ့အစွမ်းတကူယုံကြည်တာမဟုတ်ဘဲနဲ့အတိညာကိုယုံကြည်တဲ့တရာတရားမိမိတို့တဏ္ဍာမှာအခိုင်အမာထားဖို့ဘုရားဟောတဲ့တရားတွေဟာလုံးဝမှန်ကန်တယ်အကုသိုလ်ဟာ အပြစ်ရှိပြီးတော့ဆင်းရဲဒုက္ခကြိုးပေးတယ်ကုသိုလ်ဆိုတာအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တယ်လို့တိတိကျကျခွဲခြားဟောထားတဲ့စကားဟာလုံးဝအလွဲမှားမဖြစ်ဘူးငါတို့ဒီအကုသိုလ်ကုသနာမှာဖြစ်စေမယ်ဆိုရင်အပြစ်ရှိပြီးတော့ဆင်းရဲတဲ့အကျိုးတို့ရမှာပဲကုသိုလ်တရားတွေဖြစ်ပွားစေမယ်ဆိုရင်အပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာတွေရမှာပဲလို့ဆိုတဲ့ယုံကြည်ချက်အခိုင်အမာယုံကြည်မှုပဲ အဲ့တော့မြတ်စွာဘုရားကရှောင်ရမနဲ့ဆောင်ရမဒီနှစ်ခုခွဲခြားဟောထားသည့်အတွက်ကြောင့်ဘုရားရဲ့အသိဉာဏ်ကိုယုံကြည်သဖြင့်ဆောင်ရှောင်ရမတွေကိုရှောင်ပြီးတော့ဆောင်ရမတွေကိုဆောင်တယ်ဆိုတဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုဆုံးဖြတ်ပြီးဒီလောက်ဟာလောက်ကိုလောက်ရမယ်ဒီကျင့်စဉ်ဟာတို့ကဒီဒီအတိုင်းဥလိမတုံရှောင်လန်းကြရမယ်ဆိုတဲ့ခိုင်မာတဲ့ယုံကြည်ချက်မျိုးဘုန်းကြီးတို့တဏ္ဍာမှာ ဇဝေဇဝါအဖြစ်မနေဘဲနဲ့ယုံကြည်တဲ့အတိုင်းဆုံးဖြတ်ချက်နောက်ကလိုက်ပါလာတဲ့တဒါဒါကြောင့်မို့တဒါဆိုတာကိုအဓိမောက်ခလို့လေယမယံကခေါ်တယ် resolution resolution ဆိုတာဆုံးဖြတ်ချက်ဆုံးဖြတ်ချက်ရှိရှိရယုံကြည်ချက်နဲ့ဆုံးဖြတ်ချက်တွဲဖက်ထားတဲ့တဒါမင်္ဂနေလို့ယုံကြည်ထားတဲ့အလုပ်တစ်ခုဟာရှေ့ဆက်ပြီးတော့လုပ်ဖို့ပဲလိုတယ် အဲ့ဒီလုံနေသမျှကလပလုံးကောင်းကျိုးချမ်းသာတွေရနိုင်မှာဖြစ်လို့တဒါဆိုတဲ့ဒီလူတွေရဲ့စွမ်းအားတစ်ခုစိတ်စွမ်းအားတစ်ခုကိုယ်တဏ္ဍာမှာတိုးတက်နေအောင်ပြုလုပ်ခြင်းဖြင့်တခြားကုသိုလ်တရားတွေလည်းကိုယ်တဏ္ဍာမှာတိုးတက်လာမှာဖြစ်တယ်။ဒါကြောင့်မို့တဒါဆိုတဲ့စွမ်းအားတွေတိုးတက်မြင့်မားလာအောင်ကြိုးစားကြရမှာနံပါတ်1တစ်ခုဖြစ်တယ်ပေါ့။တဒါစွမ်းအားမြင့်မားလာတာနဲ့တပြိုင်နက် အလုတ်ဘက်ကိုစဉ်းစားကြည့်လိုက်တဲ့အခါမှာနံပါတ်1ဦးစားပေးရမယ်အလုတ်ကဘာရောဆိုရင်သီလပဲဖြစ်တယ်။ကိုချင်းသီလဟာလူလောကမှာ human dignity မှာအခြေခံအကြဆုံးပဲဖြစ်တယ်။ကိုချင်းသီလပြပြသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်တော့မှ ကောင်းကျိုးချမ်းသာတွေသူ့တဏ္ဍမှာတည်နိုင်မှာမဟုတ်ဘူး။ဒါကြောင့်မလို့ဆောင်ထည့်ရမယ်ကိုချင်းသီလလူအကြောင်းတွေမှာဆိုရင်၅ပါးသီလယဟန်တန်ဃာတွေမှာဆိုလို့ရှိရင် 229သွယ်သောသိခာဘုကအစယဟန်နေကျင့်ရမယ်အကျင့်နေကိုကျင့်သီလသီလရှင်နေဆိုရင်သီလရှင်နေကျင့်သုံးရမယ်အကျင့်သိခာဒီလိုကိုကျင့်သီလတံပိုးထထတ်လာတရားရှိရင်ကိုကျင့်သီလခိုင်ခိုင်မာမာကိုတဏ္ဏမှာတိဆောက်ထားပြီကိုကျင့်သီလကိုအသက်တဲ့တံပိုးထားလောက်ထားနိုင်လောက်စူးစမ်းဖို့လိုလာတယ်ပေါ့လောကမှာ တံမိုးထားတာချင်းမတူကြဘူးတံမိုးထားတာချင်းမတူအလုံးဘုန်းကြီးတို့တွေအလုံးအပါဝင်မဲ့စဉ်းစားကြည့်ဈာမရေကိုအကြောင်းပြုပြီးတော့ကိုချင်းသီလကိုဖြတ်လိုက်တယ်အေးကိုချင်းသီလကိုဖြတ်လိုက်တယ်အဲ့ဒါတံမိုးထားတာချင်းမတူတဲ့သဘောကိုပြောပြကိုကျင့်တိလာကျမ်းမရေးကိုအကြောင်းပြုပြီးကိုကျင့်တိလာကိုပယ်ဖြတ်လိုက်တယ်ဆိုလို့ရှိရင် ကျမ်းမာရေးနဲ့ကိုချင်းသီလာဘသူ့ကိုတံမိုးထားရရောက်တုံဆိုတော့ကျမ်းမာရေးကိုတံမိုးထားရရောက်သွားပြန်။နော်အရိယသူတော်စင်နေကြတော့အသက်တဲ့တံမိုးထားတယ်။ဘယ်လိုအသက်တဲ့တံမိုးထားလို့ဆိုရင်၅ပါးသီလာကိုမဖြတ်ဘူးဆိုလို့ရှိရင်မင်းအသက်အသေးအသက်သေးလိမ့်မယ်ဆိုရင်သေးသေးချင်းသေးပဲစေ၅ပါးသီလာအသက်တဲ့တံမိုးထား။ဒီလိုဆုံးလို့ရအရိယကန္တာ။အေး ဒီငါးပါးတိလမဖြတ်ရင်လက်ဖြတ်ခံရမယ်ဆိုရင်အင်းကအဆုံးရှုံးခံလိုက်မယ်။မျက်စိပြက်မယ်ဆိုရင်လည်းအဆုံးရှုံးခံလိုက်မယ်။ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုအတွက်လည်းပဲအဆုံးရှုံးခံလိုက်မယ်။ငါးပါးတိလနဲ့အဲ့ဒါကိုရွေးရမယ်ဆိုလို့ရှိရင်တော့ငါးပါးတိလပဲရွေးမယ်လို့ဒီလိုဖြစ်လာတာကြတော့အသက်တည်းတန်ဖိုးထားတယ်လို့ဆိုလာတယ်ပေါ့။တိုးတော့အသက်လည်းရှိစေငါးပါးတိလလည်း မပြတ်စေဆိုတဲ့ပုံစံမျိုးနဲ့ဟိုဆောင်းထိတ်နိုင်အောင်သွားရမှာဖြစ်တယ်ပေါ့အသက်ရှင်နေမှငါးပါးသီလဆိုတာကြာကြာဆောင်းထိတ်သွားနိုင်တယ်ဒါကြောင့်မို့အသက်ကဲ့သို့တံမိုးထားနိုင်တဲ့ပုံကုမျိုးဖြစ်ရမယ်အကယ်၍နှစ်ခုတစ်ခုကိုရွေးရမယ်ဆိုရင်တော့သီလကိုပဲရွေးတယ်လို့ဒီလိုဆိုရပါတော့သီလကိုပဲရွေးတယ်အဲ့ဒါကြောင့်မို့လို့ကိုချင်းသီလကိုတံမိုးထားတတ်လို့ရှိရင် ိုကျင့်သီလတကယ့်ကိုအခြေခံအကြဆုံးသော human dignity ဖြစ်တယ်ဟောလူရဲ့ခုံတိတ်ခါကိုကျင့်သီလပေါ်မှာရှိတယ်ကိုကျင့်သီလယုံရင်ပြည့်ပြည့်သွားလို့ရှင်ဘလောက်ပဲယာရုကြည့်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘလောက်ပဲချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် dignity မရှိတော့ဘူး human dignity တွေကျသွားပြီလို့ဒီလိုပြောလို့ရတယ်ဒါကြောင့်မို့သီလအမြဲတမ်းဟိုအခြေခံကြတဲ့ ရည်သွေးတစ်ခုဖြစ်လို့ဒုတိယဘုန်းကြီးတို့တွေအလေးထားပြီးကြီးပွားအောင်လုပ်ရမှာကသီလပဲဖြစ်တယ်ပေါ့နောက်တစ်ခါတတိယအလေးပေးရမှာတော့ဘာတော့ဆိုရင်သုတဖရာဟောတဲ့တရားတွေများများသင်ရမယ်များများနာရမယ်ဘောဓုတတွေဓမ္မနဲ့ပတ်သက်တဲ့ဘောဓုတတွေများများစီပူရမယ်သင်ကြားခြင်းစီပူခြင်းနာယူခြင်းအဲ့ဒါသုတလို့ခေါ်တယ်သင်ကြားစီပူနာယူတာဟာ လက်တွေ့လုပ်ဖို့ပဲဖြစ်တယ်။အဲ့တော့သင်ကြားစီးဘူး나ယူယုံနဲ့ပြီးလာလို့ဆိုမပြီးဘူး။သူတရဲ့လမ်းဆုံးကဘယ်အားလုံးဆိုလက်တွေ့ကျင့်သုံးမှုပဲဖြစ်တယ်။ဒါကြောင့်မို့ apply လို့ခုခေတ်ပြောကြတာပေါ့နော်။ apply လုပ်ရမယ်။လက်တွေ့ကျင့်သုံးရမယ်။စာတွေ့လက်တွေ့ပေါင်းစပ်ရမယ်လို့ပြောနေကြတာ။သင်ယုံနဲ့တင်သင်ယုံဟာလမ်းစယုံပဲစာသေးတယ်။သင်ပြီးတော့အလုံးလုံးမှသူ့ရဲ့တန်ဖိုးဟာရှိလာမှာ ဒါကြောင့်မို့တရားဓမ္မကိုသင်ရမယ်သင်ပြီးရင်လက်တွေ့လိုက်နာကျင့်သုံးမှုလုပ်ရမယ်ဒါမှသုတဆိုတဲ့အရေးချင်းဟာပြည့်စုံတယ်စာပေကျမ်းကမှပေါ်ဆောင်ပြီးတော့အတိပ္ပယ်ရှင်းထားတာရှိတယ်သုတတော့ရှိပါရဲ့เนาะသုတနဲ့မပြည့်စုံဘူးလို့ဒီလိုသတ်မှတ်တာရှိသုတရှိပြီးသုတနဲ့မပြည့်စုံသူဆိုတာဘယ်လိုပုဂ္ဂိုလ်ခေါ်တာတော့ဆိုအေးတရားဓမ္မကိုနာတော့နာတယ်သင်တော့သင်တယ် ဒါပေမဲ့လက်တွေ့အသုံးမချဘူးဆိုရင်သူတ္တနဲ့မပြည့်စုံဘူးလို့ဒီလိုသတ်မှတ်တယ်ပေါ့ဒါကြောင့်မို့သူတ္တဆိုတာဈာနာယုံနေမဟုတ်ဘူးမှတ်သားယုံနေမဟုတ်ဘူးအဲ့ဒီအတိုင်းရှောင်ရမှာကိုရှောင်တယ်ဆောင်ရမှာကိုဆောင်တယ်လက်တွေ့အသုံးချခြင်းလို့ဆိုရက် complete ပေါ့ပြည့်ပြည့်ဝဝနှစ်ခုပြည့်စုံသွားမှာသူတ္တဆိုတာပြည့်ဝတယ်လို့ဆိုအဲ့ဒါကြောင့်မို့ တိလရှိပြီတဲ့အခါမှာသုတဆိုတာရှိအောင်ကြိုးစားအထောက်ရမယ်ဒီရည်ချင်းကိုလည်းတိုးတက်အောင်လုပ်ဖို့လိုအပ်တယ်ပေါ့နောက်ထပ်အရည်ချင်းတစ်ခုကဘာလို့ဆိုရင်စာကလောကလူတွေဟာစွန့်လွတ်နိုင်မှုနေပါကြစွန့်လွတ်နိုင်ရမယ်အဲ့ဒီနေရာလေးမှာမြန်မာစကားမှာစွန့်လွတ်တဲ့အနစ်နာခံတယ်ဆိုတဲ့သဘောတရားလေးတစ်ခုရှင်းပြမယ်ဆိုရင် အနစ်နာဆိုတာဆုံးရှုံးပျက်စီးမှုဖြစ်တာကိုအနစ်နာလို့ခေါ်တယ်။ဆွန့်လွတ်တာကအနစ်နာခန္ဓာမဟုတ်ဘူး။အနစ်နာခန္ဓာနဲ့ဆွန့်လွတ်မှု တခြားစီပဲဖြစ်တယ်ပေါ့။ဆွန့်လွတ်လိုက်တဲ့ပုဂ္ဂိုလ်ကနစ်နာသွားတာမဟုတ်ဘူး။သို့သောလူတွေရဲ့စိတ်ထဲမှာဆွန့်လွတ်လိုက်ရရင်နစ်နာသွားတယ်လို့ထင်ကြတယ်ပေါ့။သို့သောဖះအလောင်းတော်တွေဟာဘလောက်ကြွယ်ဝချမ်းသာတဲ့ပစ္စည်းတွေဖြစ်ဖြစ်ဆွန့်လွတ်လိုက်တယ်။စီစဉ်ဥစ္စာတွေဆွန့်လွတ်လိုက်တယ်။ ရာဓုကုံသိန်းတွေစွန့်လွတ်လိုက်တယ်အခြေအနေကောင်းတွေကိုစွန့်လွတ်လိုက်တယ်စွန့်လွတ်လိုက်တာအနစ်နာခန္ဓာမဟုတ်ပဲနဲ့ဒီတဲ့ကောင်းမြတ်တဲ့အခြေအနေတခုကိုရာယူလိုက်တာပဲဖြစ်တယ်ပေါ့တန်ဖိုးထားတာချင်းမတူတာပေါ့နော်တန်ဖိုးထားတာချင်းမတူဖះအောင်သူမိရာရဲ့တဲ့ဟာသူချမ်းသာကြွယ်ဝသမျှတွေမိဘဘိုးဘွားလက်ထက်ကပိုင်ဆိုင်တဲ့ပစ္စည်းတွေအလုံးစွန့်လွတ်လိုက်တယ်စွန့်လွတ်ပြီးတော့ဒီပစ္စည်းတွေတဲ့ပို့ပြီးတော့တန်ဖိုးရှိပြီးတော့ ဘဝတန်တရားမှာပါရမီကုသိုလ်တွေဖြစ်စေနိုင်တယ်ဇံဘိညာဉ်ဆိုတဲ့တပ္ပထချင်းစဉ်တစ်ခုပြောင်းလဲပြီးတော့ကျင်တာဒါအနစ်နာခန္ဓာမဟုတ်ဘူးဆွန့်လွတ်ခြင်းသာဖြစ်တယ်ပေါ့ဆွန့်လွတ်ပြီးတော့ဆွန့်လွတ်လိုက်တာဟာရယူခြင်းတစ်မျိုးပဲဖြစ်တယ်တစ်ခုကိုဆွန့်လွတ်ပြီးတော့နောက်တစ်ခုကိုရယူတာပဲဖြစ်တယ်တန်ဖိုးထားတာဒီပစ္စည်းပိုင်ဆိုင်မှုဆိုတာကိုဟိုတန်ဖိုးလို့မရေတွက်ဖဲနဲ့ ထိုပစ္စည်းကိုစွန့်လွတ်ပြီးတော့ရယူလာတဲ့ဓမ္မအတိကိုတန်လင်းတန်ဖိုးလို့ယူဆသည့်အတွက်ကြောင့်ပစ္စည်းဥစ္စာတွေကိုစွန့်လွတ်လိုက်ပြီးတော့အတိပညာကိုရအောင်လုပ်တာဒါနစ်နာသွားတာမဟုတ်ဘူးတိုးတက်သွားတာသာဖြစ်တယ်ပေါ့ထို့တူပဲကုသိုလ်ကောင်းမှုတွေနဲ့ပတ်သက်လာလို့ရှိရင်လည်းပစ္စည်းဥစ္စာတွေစွန့်လွတ်လိုက်ရလို့နစ်နာသွားတယ်လို့ဒီလိုမဟုတ်ဘူးစွန့်လွတ်သွားလိုက်သည့်အတွက်ကြောင့်စွန့်လွတ်လိုက်လို့ရလိုက်တဲ့တန်ဖိုးဟာအလွန်ကြီးမားတယ်ပေါ့ ပစ္စည်းတစ်ခု ကိုဆုံးလွန်လိုက်ပြီးတော့မိမိရလိုက်တဲ့ကုသိုလ်တစ်ခုဟာဒီပစ္စည်းတန်ဖိုးတဲ့အစာပေါင်းများစွာကြီးမားတဲ့တန်ဖိုးတစ်ခုကိုကိုရလိုက်တယ်လို့အဲ့ဒါကိုစာကလို့ခေါ်တာပဲစာကဆိုတာဆုံးလွန်နိုင်မှုရှိရမယ်မဆုံးလွန်နိုင်တဲ့ပုဂ္ဂိုလ်ကဘာပဲဖြစ်ဖြစ်ကိုပိုင်ထားပြီဆိုလို့ရှိရင်ဆုတ်ကင်ထားလေးရှိကြတယ်ဆုံးလွန်နိုင်မင်းမလောက်ကြဘူးဆုတ်ကင်ထားတာကိုမစ္စရိယလို့ခေါ်တယ် မစ္စရိယဆိုတာသူ့ရဲ့စိတ်ဓာတ်ကိုတယုတ်ဖော်ထားတဲ့စကားလုံးတစ်ခုပဲမာဣဒံအစ္စရိယံအင်ေတံဟောတုငါရဲ့အံ့ဩဝယ်ဟာဒီပြင်လူတွေစီမဖြစ်ပါစေနဲ့ဆိုလိုတာငါရတဲ့စီစဉ်မျိုးငါရတဲ့အခြေအနေမျိုးငါကောင်းစားတယ်လို့တခြားလူတွေမကောင်းစားပါဘူးငါနဲ့ဘယ်သူမှလာပြီးတော့မရှင်နိုင်ပါစေနဲ့ဆိုတဲ့အတွေးမျိုးတွေဟာမစ္စရိယလို့ခေါ်တယ်ပေါ့အေး ။မရသလိုတခြားလူတွေလည်းရကြပါစေဆိုတဲ့စိတ်ဓာတ်မျိုးမွေးနိုင်ရမယ်။စွန့်လွတ်အနစ်စွန့်လွတ်မှုဆိုတဲ့စာကတရားဟာအဲ့ဒီလိုမွန်မြတ်တဲ့တရားတစ်မျိုးဖြစ်တယ်ပေါ့။အဲ့ဒါကြောင့်မလို့စာကဆိုတာကိုလေလွတ်နိုင်တဲ့စွန့်လွတ်နိုင်တဲ့အနေအထားမျိုးစွန့်လွတ်ပြီးတော့အခုဒီမှာဥပုပ်လာဆောင်ကြတယ်ဆိုတာစွန့်လွတ်လာတာပဲ renounce လို့ခေါ်တာစွန့်လွတ်လာကြအဲ့ဒီလိုစွန့်လွတ်မှုမျိုးတွေဟာလည်းပဲ သူတော်ကောင်းတွေရည်ချင်းတစ်ခုပဲဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုခေါ်တယ်။ကဲနောက်တစ်ခုကတော့ဘာလို့ဆိုပညာပညာဆိုတာတော့အရေးကြီးဆုံးပဲပေါ့မြတ်စွာဘုရားကပြတဲ့ညွန်ကြားတဲ့ပညာအဘိဓေရှင်းလင်းပညာအစစ်မြင့်တဲ့ပညာပဲဖြစ်တယ်။အခြေခံအပြင်ပြောမယ်ဆိုရင် လုံတဲ့နာနဲ့မလုံတဲ့နာခွဲခြားသိတဲ့ပညာလဲတန်ဖိုးရှိတဲ့ပညာတစ်ခုပဲ။ မြတ်စွာဘုရားရည်ညွှန်းတဲ့ပညာကြတော့ဝိပဿနာပညာနဲ့မဲ့ပညာဖို့ပညာကိုဘုရားရည်ညွှန်းတဲ့ပေါ့အဲ့ဒီဝိပဿနာပညာမဲ့ပညာဖို့ပညာရလိုက်ပြီဆိုရင်တော့ပညာထဲမှာတော့အထွတ်ထိပ်အကောင်းဆုံးပညာကိုရခြင်းဖြစ်သည့်အတွက်ကြောင့်ကုသိုလ်တရားတွေကတိုးတက်မှုကိုတေချာပေါက်ရပြီပေါ့ဒါကြောင့်မလို့တကယ်ကိုကုသနာမှာရရမဲ့အသိပညာဆိုဒီမှာဝိပဿနာပညာပဲဖြစ်တယ်ဝိပဿနာပညာဆိုတာ တမန်လူတွေတွေးမယ်ဆိုရင်ဝိပဿနာပညာကလှုပ်ရှားလို့ရတဲ့ပညာမဟုတ်ဘူးလှုပ်ရှားလို့ရတဲ့ပညာလည်းမဟုတ်ဘူးထမင်းကျွေးတဲ့ပညာလည်းမဟုတ်ဘူးလို့ထင်ကောင်းထင်ကြလိမ့်မယ်အဲ့တော့ဝိပဿနာပညာကကိုယ်ဘာပေးတယ်လဲလို့မေးကြည့်လိုက်မယ်ဆိုရင်ရုပ်တရားနံတရားနှမျိုးကိုနားလည်ပြီးတော့ဒီတဘာဝတရားရဲ့မမြဲမှုကိုသိတဲ့အသိပညာဟာဘုန်းကြီးတို့တွေနေ့စဉ်နဲ့အမျှစိတ်ပူနေရတဲ့တောကဆိုတာကိုရှင်းချပေးတယ် စိတ်ပူရာဆိုတာမရှိတော့ตาတွေစိတ်ပူရာသမီးတွေစိတ်ပူရာပစ္စည်းတွေစိတ်ပူရာဟိုဟာဒီဟာတွေအတွက်စိတ်ပူမှုတွေဝိပဿနာအတိညာဏ်ကနေပြီးရှင်းချပေးတာတိတ်တံမှုရှိတာပေါ့ဘဝမှာစိတ်နှလုံးအေးချမ်းစွာနေနိုင်မှုဆိုတာငွေနဲ့ဝယ်လို့ရတဲ့ကိစ္စတွေမဟုတ်ဘူးပတ်စံချမ်းသာပြီမဲ့လို့စိတ်ပူမှုတွေဒီပတ်စံကပေးနိုင်တာမဟုတ်ဘူးဒါကြောင့်ဝိပဿနာပညာကစိတ်နှလုံးပူပန်မှုတွေကို ဖယ်ရှားပြီးစိတ်နှလုံးအေးချမ်းမှုကိုပေးနိုင်တာဖြစ်သောကြောင့်တကယ်တန်ဖိုးရှိတဲ့ပညာလို့ဒီလိုတန်ဖိုးကိုသဘောပေါက်ဖို့လိုတာပေါ့အဲ့တော့ပစ္စည်းဥစ္စာတွေရဲ့ဌာနတန်ဖိုးယာတုကုန်သိစိတ်စိမ်တွေရဲ့တန်ဖိုးတဲ့ဝိပဿနာတန်ဖိုးအလွန်မြင့်နေစိတ်မပူပဲနဲ့เนาะလောကဓာတ်တွေကိုကြံ့ကြံ့ခန်းနိုင်တဲ့အနေအထားမျိုးကိုဝိပဿနာပညာကပေးတာဖြစ်တယ် ဝိပဿနာပညာကတဆင့်တက်လို့ရလာတဲ့မဲ့ပညာဖိုပညာကြတော့တကယ်ကိုသာဝရအငိမ့်နိဗ္ဗာန်ကို တွေ့ရှိစေပြီးတော့စိတ်ရဲ့ပူပန်မှုတွေစိတ်ရဲ့ညင်ွမ်းမှုတွေအားလုံးဟာဘယ်တော့မှနောက်ထပ်မပေါ်တဲ့အနေအထားမျိုးထိအောင်ဒီပညာကအစွမ်းကုန်ပေးပြီးကိလေသာတွေငြိမ့်သွားတဲ့အခါမှာကံတရားတွေကလည်းအလုံးမဖြစ်တော့တဏှာရဲမှာဆင်းရဲဒုက္ခဆိုတာမရှိတော့ပဲဒုက္ခအဆုံးသတ်သွားသည့်ထိအောင် မက်ပညာဖွပညာတို့ကနေဆောင်ရွက်ပေးတာဆိုတော့တန်ဖိုးဟာကြီးမားဆုံးပဲဖြစ်တယ်လို့ဒီလိုဆိုတယ်ပေါ့အဲ့ဒီပညာမျိုးတွေကုသဏမှာဆုပ်ယုပ်မတော်အောင်ကြိုးစားအထောက်အမဲတဲ့နောက်တစ်ခုကတော့ပฏิဘာနလို့ခေါ်တယ်ပฏิဘာနဆိုတာတရားတဲ့ဓမ္မတွေနဲ့ပတ်သက်ပြီးတော့စဉ်းစားလိုက်တိုင်းစဉ်းစားလိုက်တိုင်းကိုဉဏ်ထဲမှာထင်းထင်းရှားရှားတရားဓမ္မတွေပေါ်ပေါ်လွင်လာအကျံကောင်းဉာဏ်ကောင်းတွေ အတိကောင်းနေအမြင်ကောင်းနေဒီလိုထင်မြင်လာတဲ့အကြောင်းအကျိုးဆင်ခြင်တတ်ပြီးတော့ဆင်ခြင်တတ်ပြီးတော့အကြောင်းအကျိုးသိပြီးတော့လာတဲ့စဉ်းစားလိုက်တဲ့ဉာဏ်ရည်ဉာဏ်သွေးတွေကိုပฏิဘာနာလို့ခေါ်တယ်ပေါ့အဲ့ဒီပฏิဘာနာဆိုတဲ့ဉာဏ်ရည်တုတ်တက်မှုဟာလည်းပဲစွမ်းဆောင်မှုတွေကိုဖြစ်စေတယ်ကိုယ်ကိုမေးခွန်းတွေထုတ်တယ်ငါဘာလုပ်မလဲငါဘဝဟာဘယ်ကိုသွားမလဲငါ ခုခေတ်ရေးနေကြတာငါဘာလဲဘယ်လဲပေါ့ငါကဘယ်လိုလူလဲဘယ်ဘာလုပ်နေသလဲဆိုတာကိုယ့်ဟာကိုဆန်းစစ်ကြည့်ပြီးတဲ့အခါမှာကိုယ့်ဘာကိုအဖြေထုတ်နိုင်လာတယ်အဲ့ဒီအဖြေထုတ်နိုင်လာဖို့အကြံဉာဏ်တွေပေါ်လာတာပฏิဘာနလို့ခေါ်တယ်အဲ့ဒီပฏิဘာနပေါ်လာသည်မကိုယ်ဘာလုပ်ရမလဲဆိုတာရှင်းရှင်းကြီးမြင်လာတယ်တဲ့ဒါကြောင့်မို့အလုံးခြုံငုံပြီးတော့ရသော်ပြညွှန်ကြားတဲ့အကြီးချင်းတွေဟာ ပြောရမယ်ဆိုရင်တတ္ထာသီလသူတ္တစာကပညာပฏิဘာနာဆိုတဲ့ဒီအရင်ချင်းတွေဟာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့ကုသိုလ်တရားတွေထဲမှာဒီတရားတွေဆုပ်ယူသွားပြီဆိုရင် တကယ်ဆုပ်ယူမှုလို့ခေါ်ရမယ်ဒီတရားတွေတိုးတက်လာမှာတကယ်တိုးတက်မှုလို့ခေါ်ရမှာဖြစ်တယ်ဆိုတာကိုဘုန်းကြီးတို့တွေအားလုံးမှတ်သားထားကြပြီ1389ခုနှစ်မြန်မာနှစ်တဲ့အခါသမယမှာ ီတဏိတကာလပတ်လုံးတို့တွေဟာဒီတရားတွေတိုးတက်နေအောင်တတိဆောင်၍ကျင့်ကြံကြိုးကိုအားထုတ်ကြရမှာဖြစ်တယ်လို့စိတ်ထဲမှာဆွဲဆွဲထားပြီးလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်တည်း